လိုအားလုံးပဲမင်္ဂလာပါအခုတင်ကြတာမှာကျွန်တော် full join ကိုပြောမယ် full join ကတကယ်တော့ my sql မှာတခါတည်း full join ဆိုတဲ့ sentence ကို support မလုပ်ဘူးเนาะဒါပေမဲ့တခြား database တွေမှာတော့လုပ်လိမ့်မယ် okay အဲ့တော့ကျွန်တော်မရရအောင်လုပ်လို့ရတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ full join ရဲ့ပုံဒီမှာတစ်ချက်လာပြီးကြည့်ကြည့်เนาะ full join ဆိုတာ table ဘယ်ဘက် table ရောညာဘက် table ရောနှစ်ခုလုံးမှာရှိတဲ့ဟာတွေအကုန်လုံးကိုထုတ်တာအဲ့တော့ကျွန်တော်တို့က my sql မှာ full join က အာဆပိုးမလုပ်ဘူးဆိုတော့ကျွန်တော်တို့ဒီပုံလေးနဲ့ပဲလာပြီးစဉ်းစားကြည့်ကျွန်တော်ဘယ်ဘက်ကဟာကိုလဲ join ပြီးအကုန်ထုတ်မယ်ညာဘက်ကဟာကိုလဲ join ပြီးတော့အကုန်ထုတ်မယ်အဲအဲ့လိုမျိုးကျွန်တော် query ရေးရမှာเนาะအဲ့တော့ကျွန်တော်က select syntax ကနှစ်ကြောင်းဖြစ်မယ်เนาะအဲ့တော့ဒီ my sql မှာ select syntax ကိုနှစ်ကြောင်းရေးဖို့အတွက် union ဆိုတော့အာ keyword တစ်ခုရှိတယ်ဒီကောင်းနဲ့ကျွန်တော်က select statement မျိုးနှစ်ခုဆက်လို့ရတယ်เนาะအဲ့တော့ကျွန်တော်လာပြီးတော့ရေးကြည့်အောင်အဲ့တော့ full join ပုံစံအရာကျွန်တော်ဒီရဲ့အာ sorry ဒီ user မှာရှိတဲ့ user မှာရှိတာတွေလည်းအကုန်ထွက်မယ် user ဒီထဲမှာရှိတာတွေလည်းအကုန်လုံးလာပြီးတော့ထွက်မယ်ပေါ့နော် okay sql တစ်ချက်လာခဲ့ကျွန်တော်ရေးကြည့်အောင် slash star from ကျွန်တော် user နဲ့လာပြီး user နဲ့ကျွန်တော်ဆွဲထုတ်မယ်ပြီးတော့ left join နဲ့ကျွန်တော်လာပြီး left join ရင် join မယ်နော်ပုံတစ်ချက်ပြန်ပြီးလာကြည့်ကြည့် left join ရင် join မယ်ပြီးသွားလို့ရှိရင် right join ရတယ် right join join ပြီးမှ left join join လည်းရတယ်ကိစ္စမရှိဘူး okay left join နဲ့ variable join มาเลยสรุป user detail ကို join มาပြီးတော့ on class uh, on เนี่ยကျွန်တော် condition set မယ်ပေါ့เนาะအဲဒီ user.id ရ equal user user detail. user id နဲ့တူတဲ့အကောင်ကိုကျွန်တော်ဆွဲထုတ်မယ်ဒါကကျွန်တော် left join ပဲရှိသေးတယ်နောက်တစ်ခေါက်ကျွန်တော် right join join ပြရအောင်မယ်အဲ့တော့အဲ့ဒါအဲ့ဒီ jar join မှုတွေကျွန်တော် uni1 union နဲ့ကျွန်တော်လာပြီး set မယ် select star from user user နေပဲကျွန်တော်ထုတ်မယ်အခု right join နဲ့လာပြီးတော့ join မယ်ဘာလို့လဲဆိုတော့ user detail ကိုပဲ user d8 ပြီးရင်ကျွန်တော် on clause နဲ့ဆက်မယ် user.id ရ equal အာ sorry user detail. user id နဲ့တူတဲ့ကောင် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ select တစ်ခုက left join နောက်တစ်ခုက right join ဒီကောင်ကိုကျွန်တော် union နဲ့ တွဲပြီးဆက်ပြီးတော့ထုတ်တာ select selection နဲ့ syntax နှစ်ခုပေါ့နော် we go လာပြီးနေကြည့်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခုလာပြီးထုတ်ပြီးနေမယ်။ဘာလို့လဲဆို user မှာ data နှစ်ခုရှိတယ်ဒါပေမဲ့ user ဒီထဲမှာတော့တစ်ခုပဲရှိတယ်နော်။ okay ဒီပုံစံတိုင်းကျွန်တော်တို့မြင်ရမယ်နော်။ဒီဟာ SQL full join မှာဒီမှာလည်းဒီမှာ union ကိုကျွန်တော်တို့လာပြီးကြည့်လို့ရတယ်။ w3 ကိုကျွန်တော်ဖွင့်မိထားတယ်။ Okay အားလုံးပဲကျေးဇူးပါ